ကျွန်တော်ရဲ့မိတ်ဆွေတွေကိုယခုလက်ရှိရှိရင်းစွဲဘဝထက်ဘဝအစဉ်တန်းပုံမမြင့်မားပြီးတော့အမြန်ဆုံးကြီးပွားချမ်းသာအောင်မြင်စေမယ့်ကုသိုလ်ပြုရေရာနည်းလေးတစ်ခုကြောင့်ကိုဝေမျှပေးမှာဖြစ်ပါတယ်။ဒီကုသိုလ်ပြုရေရာနည်းကိုအဖမင်းတိန်ခါကိုယ်တိုင်လည်းပြုလုပ်ခဲ့ပါတယ်။ပြုလုပ်ဖို့ရာပထမအဦးဆုံးမိမိတို့အတွက်လိုအပ်တာကတော့မိမိတို့နဲ့နေတူနန်တူသီလသမားကြီးပညာပြည့်စုံသောဆရာတော်တစ်ပါးကိုကျွန်တော်တို့ရှာရမှာဖြစ်ပါတယ်။ မိမိကတနင်္ဂနွေသားဆိုလို့ရှိရင်တနင်္ဂနွေသားဆရာတော်ကိုရှာမှာဖြစ်ပါတယ်။မိမိတို့ရှာလို့တွေ့ပြီဆိုရင်ထိုဆရာတော်ဘုရားကိုမိမိတို့အိမ်မှာပြင့်ပြီးတော့စွန့်ကပ်ရမှာဖြစ်ပါတယ်။စွန့်ကပ်ပါဆရာတော်ဘုရားကိုစွန့်ကပ်ပြီးလို့ဆရာတော်ဘုရားစွန့်ဖို့မိတဲ့အခါမှာလက်စေးဖို့ရာ လက်စေးရည်စလုံးကိုနှလုံးချထားပါပထမဇလုံးဟာအကျန်းစေးဖို့ဒုတိယဇလုံးဟာအချောစေးဖို့အချောစေးမဲ့ဇလုံးထဲမှာကျွန်တော်တို့တရော်ကမွန်းအည်အနှင်းငယ်ထည့်ထားပါဆရာတော်ဘုရားစွန့်ဖို့မိလို့လက်စေးပြီးတဲ့အခါမှာ လက်အချောဆေးပြီးသွားတဲ့ပကံအဲ့စလုံးကိုမိမိကယူသွားပြီးတော့အဲ့ဒီလက်စည်းရည်နဲ့ရေချိုးကောင်းချော်ပလိုက်ပါမိမိအနေနဲ့ပြီးရင်ဆရာတော်ဖျားရှိရာကိုပြန်လာပြီးတော့ဆရာတော်ဖျားကိုဆရာတော်ဖျားတီလာပြီးရင်တီလာခံယူပါပြီးရင်ဆရာတော်ဖျားကိုအရှင်ဖျားဖျားတပည့်တော်ကိုအရှင်ဖျားရဲ့ပစ္စည်းလေးပါဒါရက်ကအဖြစ်ဖျားတပည့်တော်ကိုအတိမတ်ပြုပြီးတော်မူပါတပည့်အရင်တကာရင်ဖြစ်နေဖျားတပည့်တော်အတိမတ်ပြုတော်မူပါဆိုပြီးတော့မှမိမိကရှောက်ထားပါ ပြီးရင်ဆရာတော်ဘုရားကိုနဝကံမှလှူတဲ့အခါမှာလဲအရှင်ဘုရားပစ္စည်း၄ပါးလိုအပ်တာကိုအသုံးပြုရန်အတွက်နဝကံမှလှူဒန်းမှာအီးလို့ကိုယ့်ရဲ့စိတ်မှာရည်မှတ်ပြီးတော့လှူဒန်းမှာထိုဆရာတော်ဘုရားရဲ့တည်င်းသုံးတဲ့ကြောင်းမှာအလှပွဲကြုံတဲ့အခါဒီကထိန်သင်္ကန်းကတ်တဲ့အခါတို့နော်အစရှိသည့်ဖြစ်ဆရာတော်ဘုရားရဲ့ကြောင်းမှာကုသိုလ်ကောင်းမှုအလှတန်းလုပ်တဲ့အခါတွေမှာမိမိကတက်အားသို့၍တွားပြီးတော့ဝိုင်းဝန်းကူညီလှူဒန်းမှာ မိမိအိမ်မှာအလူတန်းလုပ်တဲ့အခါတို့ဝါစုသင်္ကန်းကတ်တဲ့အခါတို့မှာလဲနော်ဆရာတော်ဖရာကိုဟိုတက်နိုင်ရင်အာရအောင်ပင့်ပါပင့်ပြီးဆရာတော်ဖရာကိုဆွန့်ကတ်တာဒီမကြမကြလုပ်ပါဤသူပြုလုပ်မယ်ဆိုလို့ရှိရင်မကြခင်မှာပဲမိစုတို့ရဲ့ဘဝအဆင့်တန်းမြင့်မားလာတာကိုမိစုတို့ကိုယ်တိုင်မျက်ဝါးတင်မြင်ရပါလိမ့်မယ်ကြီးဘဝချမ်းသာအောင်မြင်ပြီးတော့စီးဘဝတွေလည်းတက်လာပါလိမ့်မယ်ကဲကျွန်တော်ကတော့ဒီနည်းလေးကိုမြစ်တာလက်ဆောင်ဝေမျှလိုက်ပါတယ် တော့ကျွန်တော်ကတော့ထိုက်အောင်ရှင်ဖြစ်ပါတယ်အဖဆရာကြီးမင်းတိန်ခါရဲ့တန်တေတပည့်ရင်တူလည်းဖြစ်ပါတယ်အခုမန္တလေးမြို့နန်းရှိ 59A 1920ကြားမှာကျွန်တော်ဗီဒီယိုဟောပါတယ်ဟောကမ်းပွင့်ထားပါတယ်ကျွန်တော်ကိုဆက်တွယ်မေးမြန်းနေပါတယ်ဆိုရင်ကျွန်တော်ရဲ့ profile မှာကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကိုတင်ပေးထားပါတယ်ဖုန်းဆက်တွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ဒီနေ့တော့ကျွန်တော်မိတ်ဆွေတို့ကိုဒီကုသိုလ်ပြုကြရာလေးအကြောင်းဝေမျှရင်းနဲ့ကျွန်တော်ကိုကျွန်တော်မိတ်ဆက်လိုက်ပါတယ်ခင်ဗျာ